ရောက်ပြီချောင်းဆုံမှာရေစင်းကူးရင်နဲ့ရေနစ်သေးဆုံးသွားကြတဲ့တငယ်ချင်း၄ဦးရဲ့ရုပ်အလောင်းတွေကို၅ရက်ကျော်ကြာတဲ့အထိရှာမတွေ့တာကြောင့်ရှာဖွေမှုရပ်ဆိုင်းလိုက်ပြီဖြစ်တဲ့ကေဆယ်ရေးအဖွဲ့ Stop stop ကိုသားရ stop ရာရာဝီ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 လို့ရာဝီနိုင်ဝိုင်းနိုင်ဝိုင်းလို့ ရတော့ကူတော့ကျွန်တော်ကျေကူရလေရေကူရမေးရင်မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရပိုင်းအတွင်းတုန်းကမြောက်ဝတီချောင်းဆောင်မှာရေစင်းကူရင်းနဲ့ပျောက်ဆုံးလျက်ရှိတဲ့တေဆုံးမီဟုယူဆရတဲ့တငယ်ချင်းအမျိုးသား၄ဦးကိုရှာဖွေနေခဲ့တာ၄ရက်ကျော်၅ရက်နေပါရှိလာခဲ့ပြီးမို့ဒီကနေ့မှာရှာဖွေမှုရက်ဆိုင်လိုက်ပြီးလို့သိရပါဗျာ အဆိုပါအမျိုးသားလူငယ်လေးဦးဟာရေပွဲလုံးရောင်းသူတွေလို့သိရှိထားရပြီးသူတို့လေးဦးစလုံးဟာဝဲယူသူတွေအပေါ်မှာသဘောကောင်းပြီးပျော်ပျော်ပါပါနေထိုင်တတ်ကြတဲ့သူတွေမျိုးအလုံးကစိတ်မကောင်းဖြစ်နေကြတယ်လို့လည်းသိရပါတယ်။အဆိုပါအမျိုးသားလူငယ်လေးဦးမှာ၃ဦးက ရေစင်းကူးရင်ရေကူးပြိုင်တဲ့ပုံစံမျိုးမြင်တွေ့ခဲ့ကြရကကျန်တဲ့2ဦးကတော့ကန်ဆက်ကနေဗီဒီယိုရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ဗီဒီယိုရိုက်ပေးနေတဲ့သူကပါဖုန်းထားပြီးတခြားသုံးဦးကိုဆင်းကယ်ရကနေသူပါရင်နဲ့တည်ဆုံသွားတဲ့ပုံစံမျိုးယူဆမြင်တွေ့ရတာလည်းဖြစ်ပါတယ်လူမှုကွန်ရက်ရဲ့အသင်းတွေကလည်းတာမန်ဆိုရင်၂ရက်၃ရက်နဲ့ပြန်တွေ့တာများပဲမယ်။အခုက၅ရက်ကျော်ရှိသွားခဲ့ပြီမို့သဲတွေနဲ့နစ်နေတယ်လို့ယူဆရတာကြောင့်ရှာဖွေမှုကိုရက်ဆိုင်လိုက်တာဖြစ်တယ်လို့သိရပါဗျ။အဆိုပါချောင်းနဲ့ပတ်သက်ပြီးသိရှိသူတအူးကလည်း ပြီးခဲ့တဲ့6ရက်ကမြဝတီမြို့ချောင်းဆုံမှာတငယ်ချင်း၄ယောက်ရေစင်းကူတာ၄ယောက်စလုံးဝဲတဲ့ကိုနစ်မြုပ်သွားတယ်။ဒီနေ့ထိရှာလို့မတွေ့တော့ဘူး။ကျွန်တော်အထင်တော့တဲဝဲဆိုတော့တဲတွေပြိမိနေပြီလို့ယူဆမိပါတယ်။အဲဒါကြောင့်ရုပ်အလောင်းတွေကိုရှာမတွေ့တာနေမှာဟုဆိုကပြောပြထားတာလည်းဖြစ်ပါတယ်။အဆိုပါလေးဦးတဲကပထမဆုံးရင်းနှစ်သွားတဲ့လူငယ်ဟာအိမ်အောင်ရှိသူဖြစ်ပြီးသမီးလေးတယောက်လည်းကြံခဲ့တယ်လို့သိရပါတယ်။ ကျန်ရစ်သူမိသားစုတွေကတော့အမှန်တကယ်ပဲရှင်နှစ်တည်းထဲမှာပါသွားခဲ့ရင်တော့ရုပ်အလောင်းတွေကိုပြန်လည်ရရှိဖို့အတွက်ဆန္ဒရှိကြပေမဲ့လေသဲဝဲထဲမှာနှစ်သွားပြီးသဲတွေနဲ့ပြိနေခဲ့ရင်တော့ရုပ်အလောင်းရှာဖွေဖို့ခက်ခဲတာကြောင့်လူမှုကူညီရေးအသင်းတွေကလည်းကယ်ဆယ်မှုကိုရပ်ဆိုင်းလိုက်ရတာပဲဖြစ်ပါတယ်